အားလုံးမင်္ဂလာပါခင်ဗျာဇွန်လ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့တင်ပြနေကိုတင်ဆက်ပေးပါမယ်တကယ်တော့ကျွန်တော်မေ31တရက်ကျွန်တော်ရိုင်းမလို့ပဲပေါ့နော်ဒါပေမဲ့ဟိုဖြစ်ချင်တော့အဲတောက်လျှောက်ကျွန်တော်အခံစားရတဲ့ဝေဒနာတစ်ခုရှိတယ်အဲ့ဒါကိုမနေ့ကဒါသွားပြီးတော့ဒီဗီဒီယိုကြည့်တဲ့အချိန်ဆိုမနေ့ကပေါ့နော်သွားပြီးတော့အဲ့ဒါဆံဝင်တဲ့တေချာလေးကုလိုက်တယ်ပေါ့နော် ဟိုကုလိုက်တယ်ဆိုပေမဲ့လည်းရက်ရှည်ကုရမှာပေါ့ကျွန်တော်ကလည်းဒီဝေဒနာခံစားလာတာကြာပြီဆိုတော့အဓိကဘာဖြစ်တာလဲဆိုတော့ကျွန်တော်ဒီဒီ11အကျော်နဲ့ဒီနောက်ကျော်ပေါ့ကြက်သားရောင်တာပေါ့နော်အဲ့ဒါမကြမကြဖြစ်တတ်တယ်ပေါ့ကျွန်တော်စတော့ကတော့အဲ့အိယာပူဇော်ရှင်မမှန်လို့လားဘာလို့လားဒီအတွက်တွေးပြီးတော့ကျွန်တော်အဲ့ဒါကိုအာဘာမှမလုပ်ခဲ့ဘူးပေါ့နော်ဒီမှာဒါပြောနေရချင်းကျွန်တော်ခဏညကျွန်တော်အကြောင်းပြောနေဖြစ်မှာဆိုလို့ကျွန်တော်အကြောင်းပြောတာမဟုတ်ကျွန်တော်သိစေချင်တာအဲ့ဒါဘာလဲဆိုတော့ ဒီအားလုံးလည်းသိအောင်ပါ TV အများကြီးကြည့်တတ်တဲ့သူတွေဖုန်းအများကြီးကြည့်တတ်တဲ့သူတွေအတွက်အသုံးဝင်ပါတယ်ဆရာဝန်တရားလေးရှင်းပြတာပေါ့နော်အဘိကွန်ပျူတာအများအားသုံးအများအားသုံးတဲ့သူပေါ့ဒီ position နဲ့သူကျွန်တော်ဒီလိုထိုင်နေတယ်ဆိုရင်ကွန်ပျူတာဒီလိုမျက်စိရဲ့အရှိတတဲ့ဒီလိုတက်တက်မှနေတယ်ဆိုလို့ရှိရင်အဲတိတ်ပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်ရဲ့ခုံကနေပြီးတော့ကျွန်တော်ကွန်ပျူတာမြင့်နေတဲ့ခါကျတော့ကျွန်တော်ဒီလိုကြည့်ရတဲ့ခါကျတော့ဒီကြွက်သားတွေကစုပြီးတော့အများအားအယုံဆိုင်ဆိုင်ပြီးကြည့်ရတဲ့ခါကျတော့ဒါတွေ ထိလာတော့အမြဲတမ်းကြည့်ပါများတဲ့ခါကျတော့တခြားတဏီကုန်နှိပါသုံးတယ်တညာလုံးနှိပါဒီကွန်ပျူတာကြည့်တယ်အဲ့လိုဖြစ်တဲ့ခါကျတော့ဒါကြောင့်မို့လို့အကျမ်းမကြီးထိခိုက်တယ်လို့ပြောရပါတော့ဒီကြွက်သားတွေထိခိုက်လာတော့တချို့လူလည်းဒါနဲ့မဆိုင်တဲ့တခြားသောကျမ်းမကြီးအခြေအနေဖြစ်တယ်လို့အဲ့ဒါကြောင့်ဖုန်းမဲ့သုံးသုံးပါပဲသုံးသုံးကြာကြာမသုံးမှုလို့လားနာနာပြီးသုံးပေးဖို့လို့လေကွန်ပျူတာပဲဖြစ်ပါဖြစ်ပါနာနာပြီးသုံးပေးတဲ့အပြင်မှာ အထက်ပြီးတော့ခုနပြောသလိုပေါ့ possession မမှန်တဲ့ဖုန်းဆိုလို့ရှိရင်လည်းတက်တက်ကြည့်တာမျိုးပေါ့နော်ချို့ဆိုရင်အဲဒီအောက်ကိုငုတ်ကြည့်နေရအများတန်းစက်ကြီးငုတ်ထားလို့ရှိရင်လည်းအဲကြီးပေါင်းနေပါလေဖြစ်ရတာလွယ်တယ်လို့ပြောပါတယ်ဒါကျမရေးရဘူးသူကပြန်ပြီးမျှဝေတာဖြစ်ပါတယ်ဆိုပထမဦးဆုံးပြောချင်တဲ့ကိစ္စကတော့ကျွန်တော်တို့အဲအခုရက်ပိုင်းပွဲနေနဲ့ဆူနေတဲ့အဲ W ကားပေါ့နော်ဝေတောက်ကားကိစ္စပေါ့ဆိုကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့ဒါနဲ့ပတ်သက်ပြီးအချင်းချင်းခါကပြောခဲ့ပါတယ် တော့အမျိုးမျိုးသောကောင်းကျိုးဆိုးကျိုးတွေရှိပါတယ်။နံပါတ်1အချက်ဖမ်းမဲ့စီးမဲ့ဆိုရင်ရောတကယ်ဖမ်းစီးနိုင်မလား။အဲတကယ်ဖမ်းမစီးနိုင်မဲ့အတူတူရောဘယ်လိုလုပ်မလဲစသဖြင့်ပေါ့နော်။အမျိုးမျိုးသောအဲဝေဖန်မှုမျိုးတွေထောက်ပြမှုမျိုးတွေတွေ့တယ်။ကျွန်တော်လည်းအားရပါတယ်။ကျွန်တော်အောက်မှာ comment လာရေးတယ်။ကျွန်တော်ရေးတဲ့ shoot out နဲ့မတူတဲ့ shoot out တွေရေးထားတာမြင်တဲ့အတွက်လည်းအဝမ်းသာပါတယ်ကျွန်တော်ဖတ်ရတာအားရပါအဲ့တော့စိတ်မဆိုးပါဘူးကျွန်တော်ရဲ့အမြင်လွဲတယ်လို့လည်းကျွန်တော်မြင်ဆဘူးတစ်ဖက်ကကျွန်တော်ထောက်ပြတဲ့သူတွေမှားတယ်လို့လည်းကျွန်တော်မြင်ဆပါဘူးဒါက ဖြစ်တင်ဖြစ်လိုက်တဲ့အရာတွေပေါ့နော်အဲ့တော့ပြောချင်တာနိုင်ငံတော်ရဲ့အကျိုးရှိမဲ့အရာဘယ်အရာမှမစိုးလောက်တာကောင်းပါတယ်ဟိုနာဂိတ်တောင်ကဆိုင်ကယ်လိုင်စင်တွေချပီးတယ်လို့ပေါ့နော်အဲ့တော့အခုကာလာနဲ့အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်လုပ်လို့တော့ရတယ်ဒါပေမဲ့ဒီလမ်းကြောင်းကြီးတစ်ခုပေါက်သွားမှလည်းစိုးရတာပေါ့ဥမာဝက်တော့ပွဲစားတွေတခေထားလာမှလည်းစိုးရတာပေါ့အဲ့ဒီအတွက်လည်းတပြန်ပြီးတော့ထောက်ကြည့်ရမယ့်အရာပေါ့နော်မဟုတ်ဘဲနဲ့ နေဆက်မလုံခြုံဘူးဆိုလို့ရှင်တော့အဲ့ဒီကနေဒိုယိုပေါက်ကြီးကားတွေဆင်းနေမှာအဲ့ဒီကလှုပ်ရှားခွင့်တခုဖြစ်သွားမယ်။ကဲအဲ့ဒါဆိုလို့ရှင်ဖမ်းမှာပြီးတယ်ဖမ်းပြီဆိုရင်ရောတချို့နေရာတွေမှာဖမ်းပြီးပြန်လွှတ်နေတဲ့ကိစ္စတွေကလည်းအားလုံးအတိပဲဖြစ်တယ်။ဆိုနိုင်ငံတော်ကမူဝါဒတခုအကောင့်ထည့်ပေါ်ပြီဆိုလို့ရှင်အောက်ချီကဝန်ထမ်းဆရာဆရာသမားများပေါ့နော်။အဲသူတို့ရဲ့လိုက်ပါဆောင်ရွက်မှုဒါမှမဟုတ်နိုင်ငံတော်ရဲ့မျက်နှာဟူအုံးမဲမတော့မှုပုံမှာအများကြီးမူတည်ပါတယ်။သူတို့ကဒါပဲအဲတကယ်တမ်း နိုင်ငံမူဝါဒတွေပေါ်ဆောင်တဲ့ခါကျမှာအလွဲတွေပေါ်ဆောင်ရင်နိုင်ငံတော်ရဲ့မျက်နှာထိခိုက်တယ်ပေါ့မျက်နှာပြည့်ရတယ်ပေါ့နော်ပြောချင်တာတော့အလိုပေါ့အဲ့တော့ဖမ်းမဲဖမ်းဖမ်းမဖမ်းမဲမဖမ်းမဲလိုင်စင်မဲလုတ်ပြပြဘလူဝဲပြပြနိုင်ငံတော်ကချမှတ်တဲ့မူဝါဒတွေကောင်းတယ်ပေါ်တဲ့နေရာမှာယူပေါင်းမရှိအောင်တော့စနစ်တကျပြင်ဆင်မှာတော့လုတ်တင်တော့တကယ်တမ်းဖမ်းနေဆိုတာလည်းပြီးခဲ့တဲ့ခေါက်တည်းကလည်းအဲ့ဒါညွှန်ကြားချက်နဲ့ဒီတရားမဝင်ကုန်စီနဲ့ပတ်သက်ပြီးတော့ဖမ်းကြတာပါပဲဖမ်းပြီးလို့ရှိရင်လည်းဒီကိစ္စတွေအကုန်လုံးက အဲပြန်ရွေးသွားတဲ့သူနဲ့ပြီးရင်ရောက်လာတဲ့ကားတွေကအစုတ်တွေနဲ့စသဖြင့်အဲ့လိုတွေရောက်လာတဲ့ခါကျတော့ကျွန်တော်လည်းပြောရတာတိတ်ပြောရချင်မနှက်ဘူးပေါ့နော်ဟိုကျွန်တော်တို့ပြောရချင်မနှက်တာကနိုင်ငံတော်ကတခြားမှတ်တဲ့မူဝါဒဒီလိုဖြစ်တဲ့ခါကျတော့လည်းပို့ပြီးတော့မနှက်ဘူးပြောချူးမနှက်ဘူးလူကြီးတွေပြောတဲ့စကားအလကားဖြစ်တယ်။ဘာဖတ်တယ်လဲဆိုတော့မူရသည်ဖြစ်တယ်ငကြခင်ចောင်းနေဖွင့်တော့မယ်နော်အဲចောင်းဖွင့်ရသည်ဖြစ်လို့ရှိရင်ကားစီးလည်းလေးလှုပ်တတ်တယ်ဒါတော့အမှန်တရားပဲ နော်ဒီအချိန်မဲ့စောင့်နေကြကျွန်တော်နိုင်ငံရောင်းသူဝယ်သူတွေဒီလိုအချိန်စောင့်နေရပေါ့နော်အဲ့တော့နောက်တစ်ချက်ကပါလဲဆိုတော့ဝတ်တောက်ကားတွေဖမ်းတော့မယ်ဆိုလိုင်စင်ကားတွေစီးထိုးတက်ပြီနော်ဒီလိုအချိန်မျိုးစည်းတွေလှုပ်လာပြီပေါ့နော်တချို့ကမတမာတဲ့လူတွေကအများရန်ရှိတယ်မငွေဝတ်ဒေါ်လာဒေါ်လာဝယ်စုထားတာတို့ဒေါ်လာကင်ထားတာတို့ရွှေကင်ထားတာတို့နော်ကားကင်ထားတာတို့စသဖြင့်ဒီနိုင်ငံမှာအဲ့လိုဖြစ်နေတယ် ော့တချို့ကားထယ်လဲစီးတယ်ဆိုတာထယ်လဲစီးတာမဟုတ်ပဲစီးပွားပြစ်စီးကြတာမျိုးပေါ့နော်အဲ့လိုနဲ့ကားစီးတွေကိုဆွတ်ဆွတ်တင်သွားတယ်ပေါ့ပြည်သူတွေအဆင်ပြေအောင်ကျွန်တော်တို့ဘာလုပ်ကြမလဲပြည်သူတွေအဆင်ပြေအောင်ဆိုတာဥမာဝိတောက်ကားမစီးအောင်လုပ်ဖို့ကလွယ်တယ်အဲ့ဒါကတော့တင်သွင်းတဲ့ကားမှန်တယ်မြတ်လိုင်စင်ကားဖြစ်အောင်လုပ်ပြရမှာနောက်တစ်ချက်ကဘာလဲဆိုတော့လိုင်စင်ကားဆိုလို့ရှိရင်လေဈေးသက်သက်သာနဲ့ပြည်သူတွေစီးနေနိုင်အောင်လုပ်ရမှာပေါ့ ။အဲဒါဆိုလို့ရှိရင်ဘယ်သူမှဝက်တော့ကမရှိဘူး။အဲဆိုနိုင်ငံတော်လည်းအခွင့်ရမယ်ပေါ့နော်။အဲ့ဒီ option တွေလည်းတွေ့ရအောင်။နောက်တစ်ခုကျွန်တော်နိုင်ငံမှာဒီရင်အိုရင်ဟောင်းများတယ်။ဥပမာအခုချိန်ဒီ AB ဒီဒီဒီနံပါတ်တန်းနေရှိနေတော့မယ်။ B တန်းနေဆို C နေတော့တွေ့ရတယ်။ A ကတော့မရှိတော့ဘူးပေါ့နော်။ B တန်းနေဆိုရင် B ကိုတလူလူနဲ့ C နေတော့။အဲ့တော့ကျွန်တော်ကတော့ C တန်းလောက်ထိကိုဒါဖျောက်တင်တယ်လို့ထင်တယ်။ပေါ့နော်။ C တန်းလောက်ထိကိုအရေးကြိုးပို့တင်တယ်။ဒီတက်ပို့ပြီးတော့လုံးတင်တယ်ဆိုလို့ရှိရင်လည်း2005 model နော်အဲ့ဒီအောက်ကားတွေအကုန်လုံးဖြောက်လိုက်အဲ့ဒါဆိုလို့ရှိရင်မဆိုးဘူးပေါ့နော်အဲ့လိုမျိုးဟိုကားတွေရှင်းထုတ်လိုက်တာလည်းတမျိုးကောင်းတယ်အဲ့ဒါမှလမ်းကျက်တာတွေရောဒီဒီနိုင်ငံသားစီတင်သွင်းမှုကိစ္စတွေမှာလည်းတွားပြီးတော့ပြဿနာမရှိတော့ဘူးဒါလည်းတမျိုးပြန်ပြီးစဉ်းစားမယ်အရာပဲဖြစ်တယ်နောက်တစ်ခုကတော့ဒီနေပြီးတော့မကွေးလန်းနော်ဂျားထဲမှာရှိတဲ့ရွှေပန်းတော်ခေတ်ကျွန်တော်သိရတဲ့လောက်ကနိုင်ငံတော်ကဒီထောက်ခံစာရင်နဲ့ပတ်သက်ပြီးတော့အတုံးမပြုတ်ဘူးကြေညာထားတာရှိတယ်လို့ကျွန်တော်ထင်တယ် ဟိုအရင်ကပန်းခင်းစီမံချက်အပြီးမှာနိုင်ငံသားမဟုတ်ပုံနေမဲ့တော့ရမယ်ထောက်ခံစာတွေအကျုံးဝင်ဆိုပြီးတချို့ဂိတ်တွေမှာကတ်တာလဲကျွန်တော်မြင်ဘူးတဲ့အခုဒီရွှေပန်းတော့ဂိတ်မှာเนาะမေ31ရက်နေ့ကခိုင်မန္တလေးကားနဲ့လာတဲ့ခရီးတဲ့အကုန်လုံးကိုအထောက်ခံစာမပါလို့ဆိုပြီးတယောက်3000တောင်းတယ်လို့ပြောတယ်ပတ်ဆက်များတော့ကျွန်တော်မပြောချင်းနာမည်ပြတ်တယ်နိုင်ငံတော်ချမှတ်ထားတဲ့မူဝါဒလည်းမဟုတ်ဘူးသူတို့မှာဒီစမတ်ကတ်လဲပါတယ်ပြီးလို့ရှိရင်မှတ်ပုံနေပါတယ်အစားတစ်ဖြစ်ပေါ်သူတို့အထောက်ထား ရှိသမျှအကုန်လုံးပါတယ်။အပါတဲ့ဟာကမှတယောက်၃တောင်တောင်းတယ်လို့ပြောတယ်ပေါ့နော်။ဆိုတော့ဇကားမြန်ပြောချင်တဲ့သူတွေကပတ်စံ၃တောင်တော့ပြီးလိုက်တယ်။ဒါပေမဲ့နာမည်ပြက်တာပေါ့။အဲ့မျိုးတော့မလုတ်သိဘူးလို့ထင်တယ်။ဆိုတော့ကျွန်တော်ကားနာမည်ပါပြောဖတ်ရတာကနော်။အဲ့တော့အဲ့ဒီအချိန်မှာအဲ့ဒီဖြစ်စဉ်ရှိခဲ့မရှိခဲ့ဆိုတာတခါလဲစီစစ်လို့ရတယ်။ချစ်ချင်းမုန်းခြင်းမပါဘူးဒီကိစ္စကနော်။နောက်တတိယဘုတ်ကအမေရိကန်ကနေပြီးတော့ဒီရှန်ဂရီလာဆွေးနွေးပွဲပေါ့နော်။ရှန်ဂရီလာဒိုင်ယလော့စင်ကာပူမှာလုပ်တဲ့အဲ့ဒီပွဲပေါ့။ဒါဟို အာရှပစိဖိတ်မှာရှိတဲ့ဒီကာကွယ်ရေးဆိုင်ရာဝန်ကြီးတွေနဲ့အမေရိကန်ကကာကွယ်ရေးဝန်ကြီးတွေအတွေ့ဆုံပြီးဆွေးနွေးတာပေါ့ကျွန်တော်နိုင်ငံတော့မပါလို့ပါဘူးအဲ့အဲ့မှာဆွေးနွေးတဲ့ချိန်မှာအမေရိကန်ကာကွယ်ရေးဝန်ကြီးကတရုတ်အနေနဲ့အာရှဒေသတွေမှာစစ်အင်အားတုံ့မှုပြင်ဆင်နေတယ်ဆိုပြီးတော့သူပြောတယ်သူနဲ့တော့မဆိုင်ဘူးနဲ့တူတယ်နော်သူနဲ့တော့မဆိုင်ဘူး तू ကတော့အမြဲတမ်းငပွားကြီးဝင်လုပ်တတ်တဲ့ ကိစ္စပေါ့နော်တရုတ်အနေနဲ့ဒီထိုင်ဝမ်ရေးကလည်းတင်းမာနေတဲ့အနေအထားဖြစ်တဲ့အတွက်ဒီစစ်အင်အားသုံးမဲ့ဆိုတဲ့ကိစ္စထုတ်ပြောတော့နောက်ပြီးတော့အမေရိကန်ဆိုတာကထောက်လိုင်းအင်စတီကျူကောင်းတဲ့နိုင်ငံဖြစ်တဲ့အတွက်မမှန်ပဲနဲ့သူတို့ကမပြောပြန်ဘူးအဲ့တော့သူတို့ပြောတဲ့ကိစ္စကတော့ဒါတစုံတစားရှိလို့ပဲတကယ်တိုက်လို့မယ်တကယ်ပြစ်တော့မယ်ဆိုမှပြောတယ်အင်အားပြင်ဆင်နေပြီဆိုတဲ့ဟာဒါစနေတကြပြင်ဆင်စုဖွဲ့နေလို့သူတို့ကအဲထုတ်ပြောလာတဲ့အနေထားလို့ကျွန်တော်မြင်နေပါတော့အဲ့တော့အစတည်းကကျွန်တော်တို့ပြောခဲ့သလိုပဲအာရှမှာ စပွဲတွေထပ်မြင်လိုက်အောင်မလားဘူးအခုကမ္ဘောဒီးယားနဲ့နှထိုင်းနဲ့ဖြစ်တယ်လို့ပေါ့နော်နောက်ပြီးတော့ဒီရက်ပိုင်းမှာကျွန်တော်တို့ဒါမြေကြီးကြီးမှုတွေရေကြီးရေချမ်းမှုတွေအများပြားတွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့ ARD ကန်ယူတန်းနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကချင်ပြည်နယ်ထဲမှာရှိတဲ့ဒါမေခမလိခမြေကြီးမြင့်တက်တယ်ပူတော်ခိုင်ထဲမှာရှိတဲ့လန်ဆယ်တို့ခေါင်လန်ဖူးတို့ဒီဒေသတွေမှာတော့ရေကြီးနေတယ်အဲ့လိုပဲဟိုမြေကြီးနားခိုင်ထဲမှာပါတဲ့ ဆော့လော်တို့ခြိပွေတို့ဘက်မှလည်းရည်ကြီးနှမြုပ်မှုတွေဖြစ်ပြီးတော့ပြည်သူတွေဘေးလွတ်ရာကိုရွှေ့ပြောင်းထားရတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မေလ30ရက်နေ့လညနေပိုင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ထဲမှာရှိတဲ့ TNL အဖွဲ့တွေနဲ့လူမျိုးရေးတပ်ဖွဲ့ဝင်တွေတတိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ဒီဖြစ်စဉ်မှာ TNL အလောင်း3လောင်း IG47 တနက်တလက်နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်။နောက်တဲ့တင်တဲ့ဘုတ်ကလည်းဒါအလောင်းသုံးလောင်း တိန်စီရမိတဲ့ဖြစ်စဉ်ပဲဗောနော်အဲ့ဒါတော့မီလာ30ရည်နေ့မှာဘူရိုင်းဒေတာကြီးအရှိရွှေချင်းမြို့နယ်ထဲမှာရှိတဲ့ KNU KNL ဖွဲ့တွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတော့ KNU PDF တွေဘက်ကအ ਨੇ ဆုံးအလောင်း၃လောင်းကျန်ခဲ့ပြီးတော့လက်နက်မျိုးစုံလီလက်တင်စီရမိခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတွေဘုတ်ကတော့ကျွန်တော်တို့ဒီရက်ပိုင်းမှာ73စီစင်းလုံးနည်းနည်းလေးကျလာတယ်ပေါ့နော်။တပတ်အတွင်းမှာ73စီစင်းလုံးညားတော့မများဘူးပေါ့။10ခန်းလောက်ပေါ့နော်။20 30လောက်အင်ဒီပါပေါ့။ 15ကျက်20 30လောက်အဲ့ဒီပါလောက်ကြတယ်တနေရာနဲ့တနေရာတော့မတူဘူးပေါ့နော်ပို့ပြီးတော့ကြစီချင်ပါသေးတယ်နောက်တည်နေဖို့ကတော့ကျွန်တော်တို့ဒါထိုင်းမြန်မာနေဆက်မှာအခြေချထားတဲ့ဝါပေါ့နော်ဝါအဖွဲ့နဲ့ဒီတဆင်ရဲ့ပြောစကားပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်လာပြီးသုံးသပ်ခိုင်းတာလည်းရှိတယ်ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပွေလင်မြန်တမိုင်းကြောင်းအများကြီးမသိပါဘူး အဲ့ဒီနေဇက်ဘက်ကိစ္စရတယ်အဲ့ဒီဘက်ကိစ္စကျွန်တော်တိတ်လည်းမကြွမ်းမကြွမ်းတာဖြစ်တဲ့အတွက်ကျွန်တော်တိတ်တော့မဝေဖန်ခြင်းဘူးဒါပေမဲ့ဒါကကောင်းတဲ့နမိတ်တော့မဟုတ်နော်ပြည်တွင်းမှာရှိတယ်အစိုးရလက်နက်ကင်တပ်ဖွဲ့လည်းမဟုတ်ဒီလိုဖွဲ့တစ်ဖွဲ့နဲ့နော်ဟိုဘက်ကထိုင်းဘက်ခြံအဖွဲ့တွေနဲ့ထိုင်းဘက်ကအာယုံဆိုင်မှုကိုခံလာရတယ်လို့တွေးပြီးတော့ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ဒါကောင်းတဲ့နမိတ်တော့မဟုတ်နော် ဟိုတချို့ကတော့တချို့ရှင်းတာပဲတတော်ရှင်းတာပဲဆိုပြီးတော့တွေးတွေးကောင်းတွေးလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာနေတဲ့နန္ဒကိုင်ဖွဲဖြစ်တယ်။အဲ့တော့တကယ်တမ်းထိတွေ့မှုဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံဘက်ကလည်းညင်ညင်နေလို့မရတော့အနည်းဆုံးတော့နိုင်ငံတော်အစိုးရအနေနဲ့တာဝန်ယူပြီးလိုက်ပြီးဖြေရှင်းရမယ့်ကိစ္စတွေအများကြီးဖြစ်သွားလိမ့်မယ်။အဲ့တော့တော့တက်နိုင်ဆုံးတော့ညှိကြမယ်လို့တော့ထင်တယ်။ဆိုတော့ဝါကလည်းထူးထူးခြားခြားပဲသူတို့ရဲ့ဒီထိုင်းမြန်မာနယ်စပ်နီးမှာရှိတဲ့စခန်းတစ်ခုမှာစီရေးပြတာတွေသူတို့အင်အားပြတာတွေလုံးဆောင်ခဲ့လို့သိရတယ်။ နော်ဝါကလည်းအင်အားတောက်တင်တဲ့အဖွဲတစ်ဖွဲဖြစ်တဲ့အတွက်ဒါအခုလိုမျိုးအဲသူတို့အနေနဲ့ဂယူးမဆိုင်တဲ့သဘောမျိုးနဲ့တုံ့ပြန်ပြရတယ်ဗောနော်နောက်တဲ့တင်ဘုတ်ကတော့ကျွန်တော်တို့ဒီရက်ပိုင်းမှာဗောနော်ကရင်နဲ့ထိုင်းနဲ့နေကြားမှာရှိတဲ့စခန်းငယ်တွေစခန်းငယ်တွေနော်စခန်းငယ်တွေတိုက်ခတ်ခံရတယ်နက်နက်ချတာတွေရှိတယ်ကြာဆုံးတာတွေရှိတယ်နော်အကျိုးထွက်ပြေးတာရှိတယ်ဗောအများသောပြတ်ထွက်ပြေးလို့ကျွန်တော်ထင်ပါလက်နဲ့ချတာတော့သိမရှိဘူးဗောဖမ်းမိတာပဲဖြစ်ဖြစ်ပါဘောအဲစကန်ငယ်တော်တော်များများဒီ KNU ဘက်ကဝင်တိုက်တယ်ပေါ့ KNU PDF တွေဝင်တိုက်တယ်ဒီတိုက်ပွဲတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် KNU နဲ့ဒီ PDF ပူးပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုကဒီတင်းခဲ့တဲ့စခန်းတွေကိုအင်အားအလုံးကြီးနဲ့တိုက်တယ်တိုက်ဖြိုတယ်ပေါ့ဒီဘက်ခြမ်းအချလမ်းဘက်ခြမ်းမှာရှိတဲ့ကွန်ကရစ်ကိုသူတို့မတိုက်တော့ဘူးနော်အရင်ကစစ်ညဟိုဘက်ချက်ချင်းလှည့်သွားတယ်ဗောနအဓိကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအဲလမ်းဝေးတဲ့နေရာတွေကိုအင်အားလုံးကြီးနဲ့ဝင်တိုက်တယ်ဆိုတဲ့သဘောပဲတကယ်တမ်းဟို ထောက်ပံ့မှုဆောင်ရေးလုပ်ခဲ့မယ်ဆိုလို့ရှိရင်လည်းဂျားပြတ်တိုက်ခိုက်ဖို့တော့သူတို့မှာအစီအစဉ်ချထားပြီးသားပေါ့နော်အဲ့ဒီဖွဲ့ဒီတိုက်ခိုက်ခံရတယ်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာဒီမြန်မာတပ်ဖွဲ့ဝင်ချို့ကထိုင်းဘက်ကိုခိုးလုံကြတယ်အဲ့မှာထိုင်းဘက်ကထိုင်းရဲထိုင်းရဲတွေပေါ့နော်ထိုင်းလူမျိုးရေးဖွဲ့ဝင်တွေက BGF ကိုပြန်ပြီးတော့လွှဲပြောင်းပေးခဲ့တယ်လို့သိရတယ်။ BGF ဘက်ကနေတစင်မြန်မာပြည်တွေကိုပြန်ပြီးလွှဲပြောင်းခဲ့တယ်။ စုစုပေါင်း130ကျော်လို့တော့ပြောတယ်ဟုတ်လားမဟုတ်လားတော့ကျွန်တော်တို့လည်းအတည်ပြုလို့မရသေးဘူးပေါ့နော်နောက်တတိယဘုတ်ကတော့ဒါပြီးခဲ့တဲ့တတိယနေ့မှာကျွန်တော်တင်ဆက်ခဲ့ပူတာကြားမှာပါအဲ့ဒါတော့ထိုင်းနိုင်ငံမှာမူပြတရားစီမံကိန်းတပြူကြတယ်ပေါ့နော်အဲ့ဒီရဲ့ပေါ်ကတံပေါင်ပြူကြပြီးတော့တည်ဆုံးသွားတဲ့မြန်မာအလုပ်သမား၄ယောက်ကိုတယောက်ကိုဘတ်တတန်းစီနဲ့နာကြီးပြီးခဲ့တယ်လို့သိရပါတယ်ဘတ်တတန်းဆိုတော့လည်းမြန်မာငွေနဲ့နေတော့မနေဘူးပေါ့နော်အဲ့တော်တော်လေးကြံရင်ခဲ့တဲ့မိသားစုတွေအတွက်စိတ်ကျေနပ်စရာပေါ့နောက်တဲ့တင်တဲ့ဘုတ်ကတော့ အမေလ30ရက်နေ့က CCDAC ကထုတ်ပြန်ထားတဲ့သတင်းပေါ့နော်အဲ့ဒါကတော့လေဝေးမြို့နယ်ထဲမှာငွေကျပ်6.35ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွယူသစေပြား19.6သိန်းကိုဖန်စီရမိခဲ့တယ်အဲ့ဒါနဲ့အတူဘိန်းဖြူ134ကီလိုပါဖန်စီရမိခဲ့လို့သိရပါတယ်ဖြစ်စဉ်ကတော့လေဝေးမြို့နယ်အင်မင်ကြီးရွာအုပ်စုရင်ဒီလေးတရားအနီးမှာလူမျိုးကြီးတစ်ဖက်ဝင်နေပေါ့နော်ဒီမူရဖွဲ့တွေတည်င်းရစောင့်ဆိုင်နေတာပေါ့တည်င်းရလို့စောင့်ဆိုင်နေတဲ့အချိန်မှာမေလ20ရက်နေ့ည7:00နာရီလောက်မှာ အောင်နှမ်းချူရွာဘက်ကနေပြီးတော့ပြင်မနာဘက်ကိုစင်မျိုးထက်အောင် မောင်းပြီးတော့မင်းခန့်ကျော်နဲ့အမျက်စိုးဦးတို့လိုက်စီးလာတဲ့ဖူဆိုဆန်တဲ့ဘင်းကားနဲ့ပြီးလို့ရှိရင်သူတွင်ကိုကိုမောင်းနေပြီးတော့ကြော်မျိုးလိုက်နဲ့နေဦးချိန်တို့စီးနေလာတဲ့ဒီ Chevrolet အမျိုးသားမော်တော်ယာဉ်တစ်စီးကိုစစ်ဆေးရှာဖွေတဲ့အချိန်မှာငွေကျပ်6.35ဘီလီယံကျော်တမိုးရှိတဲ့စစ်ကြော် YouTube ဆေးပြား19.99လီတိနော်ပြီး plastic ဆက်ပြားခွက်13,420ခွက်မှာ ဘင်းပြူအလေးချိန်134.2သမ2ကီလိုဖန်စီရမိခဲ့တယ်လို့သိရပါတယ်။သူတို့ရဲ့ဂွင်းဆက်ဖော်ထုတ်ချက်အရဒီဖန်စီရမိတဲ့မူရစ်စီဝါတွေကိုလေဝင်းမြို့နယ်အောင်နှမ်းချူရွာအနီးမှာရှိတဲ့တထူးမောင်ဆိုတဲ့သူပေါ့နော်။အဲ့ဒီသူကိုလည်းပြမနာမြို့နယ်ပန်းခင်းလမ်းမှာရှိတဲ့ဟိုတယ်မှာဆက်ပြီးတော့ဖန်စီရမိခဲ့တယ်လို့သိရပါတယ်။သက်ဆိုင်အတောင်ဝင်ရှိတဲ့သူတွေရဲ့ဆက်ဆက်ဖော်ထုတ်ချက်အရပေါ့နော်။ဒီတေဆောင်ခိုင်းတဲ့သူကဖဲခုံမြို့မှာနေတဲ့ပေါ်လူခေါ်ပေါ်လူချံဖြစ်ပြီးတော့ အဲသူတို့သူနဲ့အတူစိုးလွင်လို့တောင်ငံတင်ဆောင်ခိုင်းတဲ့သူကတော့ရမဲတင်မြို့မှာနေတဲ့တိမ့်ဆန်ထွန်းခေါ်ကလာလီလို့သိရပါတယ်ဆိုတော့သူတို့တွေကတော့ဒါမူရစ်စီဝါတိုက်ဖြတ်ရေးဥပဒေတွေနဲ့ငွေကြေးခွာခြားတဲ့ဥပဒေတွေနဲ့အရေးယူထားတယ်လို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့မလေးရှားမှာမြန်မာ1200ကျော်ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မလေးရှားနိုင်ငံဆလံကောပြည်နယ်ဆလာယန်မှာအနည်းဆုံးမြန်မာ1222ဦးတရားမဝင်နေထိုင်တဲ့အတွက်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ် မေလ29ရက်နေ့ညကဒီမြန်မာအပါဝင်နိုင်ငံသားတွေနေထိုင်တဲ့နေရာတွေကိုမလေးရှားရဲတပ်ဖွဲ့ဝင်တွေနဲ့ဒီလာဝကအဖွဲ့တွေဌာနပေါင်းစုံပေါ့နော်ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာဖမ်းဆီးရမိခဲ့ပါတယ်ဆိုတော့ဒီဖမ်းဆီးရမိခဲ့တဲ့ပမာဏကတော်တော်များတယ်သူတို့စစ်ဆေးနေတာတွေရှိတယ်ဒီအထောက်အထားမပြည့်စုံတဲ့သူတွေကိုပဲရွေးပြီးဖမ်းဆီးတာပေါ့နော်အဲ့တော့ဘယ်တော့ဒါမျိုးတွေထပ်ပြီးလုပ်မလဲတော့မသိပေမဲ့ဒီလူ1200ကျော်တော့ဖမ်းဆီးခံရရပြီဆိုတော့မလေးရှားကတော့ဒီလာဝကနဲ့ပတ်သက်လာလို့ရှင်နည်းနည်းတော့ ဒါဥပဒေအရပြင်းထန်တဲ့အနေအထားရှိတယ်ပေါ့နော်အဲ့အတွက်ဂရုစိုက်ရမယ်ပေါ့နောက်တစ်သတင်းလေးဘုကတော့ဒါငလင်တန်တဲ့ဒေတာတွေကိုအတိုးနဲ့ငွေကျပ်ဘီလီယံ900နော်ဘီလီယံ900ချိပေးမယ်ဆိုပြီးတော့နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌပြောပါတယ်အဲ့ဒါကျွန်တော်လည်းသွားတက်ခဲ့တဲ့ပွဲပါပဲအဲ့ဒါကတော့ငလင်ဘီအလုံးမြမစီပွားရေးပြန်လဲကုစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းတုံးသက်ဆွေးနွေးပွဲမှာပြောခဲ့တာဖြစ်ပါတယ်အဲ့ဒါကဒီ 32ရက်နေ့ထိဆက်ပြီးဆွေးနွေးတယ်30ရက်နေ့32ရက်နေ့ဆက်ပြီးဆွေးနွေးတယ်ပေါ့နော်သူနိုင်ငံတော်စီမံချုပ်ကောင်စီဥထာကလည်းအဲ့ဒီမှာလာပြီးအဖွဲ့မှစကားပြောသွားတယ်ပြောတဲ့အချိန်မှာကျွန်တော်သတိထားမိတော့သတင်းသမားသတင်းသတင်းမြင်နေမျိုးနိုင်ငံတော်စီမံချုပ်ကောင်စီဥထာကျွန်တော်အမြင်တော့သူပင်ပန်းနေပုံရတာမဟုတ်လို့ရှင်လူပင်ပန်းစိတ်ပင်ပန်းဖြစ်နေပုံရတယ်ဒါမဲ့လေ तू မနာပါဘူး तू သွားနေပါတယ် तू အတန်နားထောင်ရတဲ့အနေထားပေါ့နော်အဲ့ဒါကို तू ကမိခွန်ရည်ထားပြီးသားမိခုံအပြင်ကိုထပ်ပြီးတော့သူဆွေးနွေးစရာရှိတဲ့ကိစ္စကိုဆက်ပြီးဆွေးနွေးသွားသေးတယ်ပေါ့နော် တော့ငလင်းလုံးမှာဘာလို့ကြမလဲဆိုတာတော့အဲဒီပညာရှင်တွေကနေပေါင်းစပ်ဆွေးနွေးပြီးတော့ထွက်ပေါ်လာတဲ့အဖြေတွေကိုနိုင်ငံတော်နေသူကနေသူသူနီးသူဟန်တုံးချလို့ရမယ့်နေရာမှာတုံးချသွားမှာဘာလို့ဒီမှာပေါင်းစပ်ပြီးဆွေးနွေးတဲ့ထင်မှာဝန်ကြီးဌာနကပြည်ထောင်စုဝန်ကြီးတွေလည်းပါတယ်နောက်ပြီးတော့တခြားတာဝန်ရှိတဲ့သူတွေလည်းပါတယ်ပညာရှင်လည်းပါတဲ့ခါကျတော့ဒါကဒီအကျိုးရှိတဲ့နေရာပေါ့နော်နောက်ပြီးတော့ဒီဘီလီယံ900ထုတ်ချီမှနဲ့ပတ်သက်ပြီးတော့အဲတကယ်မြေပြင်မှာဘယ်လိုလုပ်ငန်းတွေမှာထုတ်ချီသွားမလဲဆိုတော့ကျွန်တော်တို့အသေးစိတ်တော့မသိရသေးဘူး ဥပမာဒီဒီငလင်တန်တိတ်နဲ့ဒေတာတွေမှာစိုက်ပျိုးရေးလုပ်ငန်းတွေမှာလားဒါမှမဟုတ်လို့ရှိရင်အဆောက်အဦပြန်လဲတိဆောက်ရေးလားတူချင်းထုတ်ချီးပေးမှာလားလုပ်ငန်းရှင်တွေအနေနဲ့ထုတ်ချီးမှာလားဒါတို့ဒါကိုကိုပြပြတော့မသိရသေးဘူးပေါ့နော်မေလ31ရက်နေ့ညနေပိုင်းပေါ့နော်ညနေ6နိုင်ဝန်းကျင်လောက်မှာမန္တလေးတိုင်းဒေသကြီးအောင်ပြည်သာဆန်မြို့နယ်ထဲမှာရှိတဲ့ဒါလမ်း60 25 26ကြားထဲမှာရှိတဲ့အဆောက်အဦပေါ့အာစီလေးတဲ့အဆောက်အဦလူအားနဲ့ဖြူချတဲ့အချိန်မှာအဆောက်အဦကပြူချခဲ့ပြီးတော့အလုတ်သမားတွေ ိမိခဲ့တယ်လို့သိရပါတယ်ကျွန်တော်ကြားသလောက်ဒါအခုကြားတူးဦးတည်ဆုံးတယ်လို့သိရတယ်အဲ့ဒီအလုတ်သမားတွေထိခိုက်မိတဲ့တည်းကဒဏ်ရာရရှိတဲ့သူတွေကတော့ဒါမစိုးရင်ရဒဏ်ရာရရှိခဲ့တယ်ပေါ့နော်အခုပြန်ပြီးတော့ဒါမိသက်တဖွဲ့ဝင်တွေကပြန်ပြီးတော့လူမှုရေးအသင်းနေတဲ့အတူပြန်ပြီးကူညီကယ်ဆယ်ထားတယ်လို့သိရပါတယ်နောက်တဲ့တင်တဲ့ဘုကတော့ကျွန်တော်တို့ရောပေါ့မကွေးတိုင်းဒေသကြီးကံကောစောထီလင်းဒီဒေသမှာရှိတဲ့တို့ရောဒေသအခြေဆိုင် ် PDF ဖွဲ့တွေပေါ့နော်သူတို့အချင်းချင်းကြားထဲမှာအပြန်အလှန်နော်ဟိုကွဲပြဲတွေဖြစ်တာပေါ့အကွဲပြဲဖြစ်တယ်ဆိုတာအဲ့ထဲမှာရှိတဲ့သူတို့ခေါင်းဆောင်ငွေတယောက်ကတပည့်တွေခေါ်ပြီးထွက်ပြေးသွားတယ်တော်တော်များတယ်အင်အားတော်တော်များတယ်ထွက်ပြေးသွားတဲ့အချိန်မှာအဲ့အနောက်မှာကြံတဲ့ကောင်တွေကအဲ့သူတို့ခေါင်းဆောင်အကြီးပေါ့နော်အဲ့ဒီသူကလည်းအနောက်ကတက်ပြေးဆိုပြီးတော့ light ဖမ်းတယ်ပေါ့အချို့ဖမ်းမိတယ်လို့ကြားတယ် ။ဘာကြောင့်ဖြစ်တာလဲဆိုတော့အဲ့ဒီကောင်းဆောင်ကိုမကြိုက်လို့အဲ့ဒီကောင်းဆောင်ကဒီမူရစီဝါကိစ္စတွေနောက်ပြီးလို့ရှိရင်ငွေကြီးလွဲသုံးစားလုပ်မှုတွေဒေသခံပြည်သူတွေကိုနှိပ်စက်မှုတွေစသဖြင့်အများအပြားကိုကျူးလွန်ထားတယ်ဆိုပြီးတော့အဲအောက်ကလည်းဆွတ်ဆွဲတယ်ပေါ့နော်။အဲသူတို့နေကြပြန်တော့လေအဲအခုလိုမျိုးအခုလိုမျိုးထွက်ပြေးသွားတဲ့သူတွေကိုတက်ပြေးဆိုပြီးတော့လိုက်လံနှိမ်နင်းတာတွေလည်းရှိတယ်ပေါ့နော်။ နောက်တဲ့တင်ဒီဘုတ်ကတော့ဒါ TNL နဲ့ SSPB နဲ့ကြားထဲမှာတိတိတသာတဲမှမှုဖြစ်နေတယ်ပေါ့။မိုင်းကောဘက်မှာပေါ့နော်။ကြောင်မဲမြို့နယ်မိုင်းကောဘက်မှာအ SSPB ကရွှေတွေတူးနေတယ်ဆိုပြီးတော့ TNL လက်အောက်ခံတည်နှထားတဲ့အချို့ကရေးသားလိုက်ပြီးတဲ့နောက်ပိုင်းမှာ SSPB ကအဲ့နေရာမှာရွှေမတူးဘဲနဲ့ TNL လေးကတူးတယ်ပေါ့။အဲ့တော့တူးတဲ့ခါကျတော့နှစ်ဖက်ကြားထဲမှာအဲ တင်းမာမှုဖြစ်ပွားနေတယ်ဆိုတော့တိုက်ခိုက်မှုဖြစ်လားမဖြစ်လားဆိုတော့ကျွန်တော်ထပ်ပြီးတော့စုံစမ်းနေသေးဖြစ်ပါတယ်တင်းမာမှုကတော်တော်လေးမြင့်တက်နေတဲ့အနေအထားမှာရှိပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒါအေထိန်ချုပ်တဲ့ဒေသတွေမှာငှက်ဖြာယောဂအဖြစ်များနေပြီးတော့တည်ဆုံတဲ့အထိတောင်ဖြစ်ပွားနေရဆိုပြီးတော့ဒါသတင်းတွေမှာတွေ့ရပါတယ်ဆိုလက်နက်ကင်စုမှုတဲ့ဒေတာဖြစ်တဲ့အတွက်ဘလို့မှအစိုးရလည်းမကယ်နိုင်ဘူးပေါ့နော်ဒီဘက်ကိုပြေးလာနိုင်တယ်ဆိုလို့ရှိရင်တော့တမျိုးမပြေးလာနိုင်ဘူးဆိုလို့ရှိရင်တော့ အဲသူတိုင်းနဲ့သူကံပေါ့နော်ဒေသခံပြည်သူတွေတော်တော်ဒါစိတ်မကောင်းဖြစ်စရာပဲပေါ့နော်ဆိုတော့ဒီနေ့ကတော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာတော့ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GB WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒါတိုက်ရိုက်အကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် GB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ်ပတ်စဝတ်ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်။နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ Brighta လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ Like Share Subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။